မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ထန်းတလန်မြို့သိမ်းတိုက်ပွဲတနေကုန်ပြင်းထန်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြားတေဆုံးက အကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့အကြိမ်80ကျော်ဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အောက်တိုဘာလ4ရက်နေ့မနက်9:00နာရီဝန်းကျင်ကစပြီးတော့တန်တလန်မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စခန်းများကိုချင်းပြည်နယ်အစိုးရပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာညနေ6:00နာရီအထိကိုတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒေဆုံးခဲ့တယ်လို့သိရပါတယ်။အထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း Wildtrain လေယာဉ်နဲ့အကြိမ်60ကျော် Jet Fighter နဲ့ ၁၀ချိန်ကျော်ပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ထန်တလန်မျိုးတွင်တိုက်ပွဲကရပ်ပေါင်း86ရက်ဖြစ်နေပြီးတီလင်း Operation Force ဆိုတဲ့နာမည်နဲ့တိုက်ပွဲတွေဖော်ဆောင်နေတာပါ။ဒီရက်80ကျော်အတွင်းမှာတိုက်ပွဲကနေတိုင်းလိုလိုရက်တန်ခြင်းမရှိပါဘူး။ဒီလိုမျိုးနဲ့ဇက်တိုက်ဇက်တိုက်တိုက်ပွဲတွေဖော်ဆောင်နေတာရှိပါတယ်။မနေ့ကတော့မနက်9:00နာရီဝင်းကျင်ကနေပြီးတော့ညနေ6:00နာရီလောက်အထိတိုက်ပွဲကတရက်လုံးလုံးကိုပြင်းထန်နေတာစစ်ခွေးတွေဘက်ကအကြမ်းဆုံးလဲများတယ်။ စခန်းရတဲ့နေရာတွေတော့ပြောလို့အဆင်မပြေသေးလို့ Y12 ကအချိန်60ကျော်လောက်ဘုံကျဲတယ်ပြီးတော့ Jet Fighter နဲ့လည်း10ချိန်ကျော်လောက်ဘုံကျဲတယ်ဆက်လက်ကြီးနဲ့လည်းပြစ်တယ်တရလုံးလုံးလေရင်နေနဲ့ပြစ်ကူပေးနေတာကျွန်တော်တို့ဘက်ကတော့မျိုးကိုမသိမ်းနိုင်မချင်းလက်လျှော့မှာမဟုတ်ဘူးလို့ CDF Tandalan ကတောင်ရှိသူတို့ကပြောကြထားပါဗျာထန်တလန်မျိုးသိမ်းတိုက်ပွဲကိုဇော်လိုက်လာ22ရက်နေ့ကနေစတင်ပြီးတော့ Tilling Operation 4အမည်နဲ့ချင်းပြည်နယ်အစိုးရပူးပေါင်းတပ်ဖွဲ့များကစတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ထန်တလန်မျိုးရှေတန်းအမာခံစခန်းဖြစ်တဲ့ အော်တိုတောင်စခန်း၃ခုထန်တလန်ဟာခလမ်းမိုင်းမှာရှိတယ်အကြမ်းမဲ့စစ်တပ်စခန်းများနဲ့ထန်တလန်မြို့တွင်မှာရှိတယ်အကြမ်းမဲ့စစ်သားများအခိုင်အမာတပ်ဆွဲထားတယ်လိုင်ဗီလာတဲခုတ်ကန်စတာဒီကိုတိမ့်ပိုက်ရရှိခဲ့ပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တီဘောမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခလာရ23တပ်စခန်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဝါလာ9ရက်နေ့မနက်9နာရီကမှတီဘောမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခလာရ23တပ်စခန်းမှာတောင်းမျိုးသားလွမြော်ရေးတက်မှာတော့ TNL နဲ့အကြမ်းဖက်စစ်ကောင်စီတို့ကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့တီဘောမြို့မှာရှိတဲ့ခလာရ23တပ်စခန်းနေရာကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့9ချိတ် ဘုံရှစ်လုံးနဲ့နောင်ချုံမြို့မှာရှိတဲ့အကြံပါဆက်တိုက်ရဲ့အမြောက်တပ်3-4တပ်စခန်းကို Y12 နဲ့ခွနာချင်းဘုံ56လုံးနဲ့ ်အစိမ့်ငွေဘုံများပါလိုင်းအောင်ကြက်ချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်နောင်ချိုမြို့တောင်ခမ်းရွာမှာရှိတဲ့အကြမ်းစစ်တပ်ရဲ့ကိုရနဲ့တပ်စခန်းကိုလည်းထောက်ဖို့လေရင် white 8နဲ့ခွနာကျင်းလက်နက်ခဲယံအထုပ်60လာရောက်ကျဲချပြီးတော့ပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ကူကနေပြီးတော့နောင်ချုံမြို့နယ်အတွင်းကိုစစ်ရင်အားတွေပြန်လည်ဖြည့်တင်းရန်ကြိုးပမ်းနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတဲ့အတွက်နှစ်ဖက်ထိပ်တွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့မဲဟန်ဘက်ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခတ်ရာကွန်ပျူတာတက်ကတူရဲ့အိတ်ဆောင်နဲ့နေအိမ်အများပြားပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘားလ9ရက်နေ့မနက်10:30မိနစ်ကနေ10:35မိနစ်အထိစစ်ကောင်စီကလာရှုံမြို့မဲဟန်ကိုပြင်းထန်တဲ့လေကြောင်းဘုံကျဲတိုက်ခတ်မှု၄ချိန်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။မဲဟန်ကွန်ပျူတာတက်ကတူအနီးတစ်ဝိုက်မှာဘုံများစွာကျောက်ရောက်ခဲ့ပြီးတော့တက်ကတူရဲ့အိတ်ဆောင်အဆောက်အဦမှာရှိတဲ့ပရင်းပေါက်အများပြားဟာလဲကွ ဲအပ်သွားပြီးတော့အနီးနာမှာရှိတဲ့အိမ်အများပြားလဲတစ်ချိန်ထဲမှာထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်အဲ့ဒီလေးချောင်းဘုံကျဲတိုက်ခတ်မှုကြောင့်ဒေသခံပြည်သူများအထိတ်တက်လန့်ဖြစ်ခဲ့တော့လေထိခိုက်ဒေဆုံးမှုတော့မရှိဘူးလို့သိရပါတယ်။အော်တိုဘားလာ၄ရက်နေ့ကလည်းစစ်ကောင်စီကလာရှိုးမြို့မှာရှိတဲ့တမိုင်းဝင်ကွန်ရင်တရုတ်ဘာသာရေးဘုံချောင်းကိုဘုံကျဲတိုက်ခတ်ရာအဲ့ဒီဘုံကျဲမှုဟာ လူမှုပေါ်တပ်ဖြတ်ခြင်းအပြင်တမိုင်းဝင်နေရာများကိုပြစ်မှတ်ထားခြင်းများဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီကအမျိုးသားယဉ်ကျေးမှုကိုနင်းချေခြင်းဖြစ်ပြီးတော့အမျိုးသားယဉ်ကျေးမှုနဲ့ယုံကြည်ချက်များကိုပါချိုးနှိမ်စော်ကားသောကျူးလွန်ခြင်းများဖြစ်တယ်လို့ MNDA ကသတင်းထုတ်ပြန်ထားပါတယ်။ အခုနှစ်ဇူလိုင်လကစပြီးတော့မင်းအောင်လှိုင်ရဲ့အာဏာသိမ်းတပ်ကလာရှိုးမြို့အပါအဝင်စစ်ကင်းလွရာအထုဒေသတက်နယ်မြေများမှာပါလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုအကြိမ်20ကျော်ပြုလုပ်ခဲ့ပြီးတော့လေကြောင်းတိုက်ခိုက်မှုများဟာလူနေရပ်ကွက်များကိုအကြိမ်ကြိမ်ပြင်းမှထားပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အရသားတရားကျော်ထိခိုက်ဒဏ်ရာရရှိကစတင်ကြောင်းများလမ်းများနဲ့အခြားအများပြည်သူပိုင်းနေရာများအပြင်ကိုပိုင်အိမ်အများပြားလည်းပျက်စီးခဲ့တယ်လို့ MNDA ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ ARD တိုင်းကြုံပြုံမျိုးနဲ့တင်တော်ခဲ့ရခြေရွာအုပ်စုအုပ်ချုပ်ရေးမှုကစစ်မှုထမ်းအပတ်စဉ်6အတွက်လူစားထိုး900ရန်ရန်ဆိုပြီးတော့ခြေရွာမှာရှိတဲ့နေအိမ်များကနေငွေများကိုလိုက်လံကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်တဲ့ဥဆောင်မင်းဆိုတဲ့သူကစစ်မှုထမ်းအတွက်လူသားတုံး9ရန်ရန်ဆိုပြီးတော့တအိမ်ကို4000တောင်းတဲ့မထက်မနေရလိုက်လံကောက်ခံနေတယ်လို့သိရပါတယ်။အရင်ကအိမ်မှာလူငယ်ရှိမှထည့်ရတာအခုကျတော့အသက်60အထိစစ်ထဲထည့်လို့ရတယ်ဆိုပြီးတော့အကုန်လုံးကိုလိုက်တောင်းနေတာပဲလို့ဒေသခံတို့ကပြောကြားထားပါတယ်။ငွေမထည့်တဲ့နေအိမ်များကိုစရဲမှတ်ထားပြီးတော့ချိန်ချောက်ဖမ်းဆီးအရေးယူမယ်လို့ပြောဆိုခဲ့တဲ့အတွက်ပြည်သူများဟာကြောက်လန့်ပြီးတော့စိုးရိမ်မှုများရှိနေကြတယ်လို့သိရပါတယ်။စစ်မှုထမ်းဥပဒေမစတင်ခင်က တင်းနှန်းစင်းပြီးတဲ့အချိန်မှာမိမိတို့ဒေသမှာသာလုံလုံရေးတောင်းဝင်ထမ်းဆောင်ရမယ်လို့ပြောဆိုခဲ့တော်လဲလက်တွေမှာတော့ရှေတန်းကိုဆေလွတ်နေတဲ့အတွက်သေဆုံးမှုများစွာကြုံနေရတယ်လို့သိရပါတယ်အဲ့ဒီအခြေအနေတွေကြောင့်မိဘဆွေမျိုးများကစိုးရိမ်ပြီးငွေပေးကလူစားထုတ်ဖို့အတွက်အုပ်ချုပ်ရေးမှုများကစီစဉ်ပေးနေခြင်းဖြစ်ပြီးတော့တိန်းရာချီကောက်ခံခဲ့တော်လဲလူငားလိုက်မဲ့သူကိုတော့တိန်းဆယ်ကနန်းသာပေးရတယ်လို့ဒေသခံများရဲ့ပြောပြချက်အရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းခင်ဦးမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာများကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘားလာ၄ရက်နေမှာအောင်တာရွာမှာရှိတဲ့စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့နေရာကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော့လဲအရင်အတွက်ကတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။အော်တိုဘာလ3ရက်နေ့ကလည်းခေဦးမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့နေရာတစ်ခုကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Future Hero အဖွဲ့နဲ့ P1849 Lightning Drone Force တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဒီပင်ရင်းမြို့အနီးမှာရှိတဲ့ခြေရွာများကိုအကြမ်းဖက်စစ်တပ်ကအော်တိုဝါလာ9ရက်နေ့ညနေပိုင်းမှာလေကြောင်းကနေပြီးတော့ တိုက်ခိုက်မှုဇက်တိုက်ပြုလုပ်နေပြီးတော့ပြည်သူများထိခိုက်မှုရှိကာနေအိမ်များပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘလ9ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကမွန်လွယ်2:18မိနစ်24မိနစ်26မိနစ်နဲ့32မိနစ်ခန့်တုန်းမှာအကြမ်းဖက်စစ်တပ်က MI-35 ရဟတ်ယာဉ်နဲ့ဒီပဲရင်မျိုးကံပြားတောင်းပြင်းနဲ့အနောက်ကွက်တဲ့တို့ကိုလေကြောင်းကနေပြီးတော့တိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အော်တိုဘလ9ရက်နေ့ညနေ6:00ခန့်မှာလည်းအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့တင်းတိမ်ရန်ဖျားကုန်းပေါ်ကိုလေကြောင်းကနေပြီးတော့ဘုံတိတလုံးချက်ချတိုက်ခိုက်ခဲ့ပြီးလူနေအဆောက်အဦများပျက်စီးခဲ့တယ်လို့သိရပါဗါးအနောက်ကွက်တဲ့ကိုလည်းဘုံတိတလုံး Jet Fighter နဲ့ထပ်မံချက်ချသွားတယ်လို့သိရပါဗါးအချမ်းပတ်စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်မှာကိုစိုးရိမ်နေရပြီးတော့ပြည်သူများရဲ့ထိခိုက်မှုအခြေအနေကိုတော့ဆက်လက်စုံစမ်းလျက်ရှိတယ်လို့သိရပါဗါးပြည်သူတွေထိခိုက်မှုရှိပါတယ်အတိအကျသိရဖို့အတွက်ဆောင်ရွက်နေသေးပါစစ်ကောင်စီကဗျောင်ကြကြကိုယုံမှန်နေတာပဲဆက်ပြီးတော့လေလူမဆန်စွာပြုတ်မှုနေအောင်မှာပဲဆိုတော့ ကျွန်တော်တို့တော်လန်ပြည်သူတွေအနေနဲ့အချိန်တိုင်းသတိဝိရိယထားပြီးတော့အနေရမဖြစ်အောင်အထူးယူဆိုင်နေရမှာပါပြည်သူတော်လန်ရေးတပ်တွေအနေနဲ့လည်းစစ်အာဏာရှင်အမြင့်ပြည့်ရေးအတွက်တနိုင်ငံလုံးမှာစွန့်လွတ်စွန့်စားပြီးတော့တိုက်ပွဲကိုအောင်မြင်စွာဆင်နွှဲလျက်ရှိပါတယ်တရားတော်စစ်ပွဲပဲလေအောင်ရမှာပေါ့လို့ဒီပရဲမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်ဒီပရဲမျိုးနယ်ကိုအချက်မဲ့ဆက်တက်ကအကြောင်းမဲ့လေချောင်းကနေတိုက်ခိုက်မှုများလူမဆန်စွာဇက်တိုက်ပြုလုပ်နေတဲ့အတွက်မျိုးနယ်အတွင်းမှာရှိတဲ့ပြည်သူများဟာ အထူးသတိပြုပြီးတော့နေထိုင်ကြရန်နဲ့လေချောင်းအန်ရဲ့အတိသတိပြုကြရန်တိုက်တွန်းနှိုးဆော်ထားတယ်လို့ဒီပိုင်းမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပြီးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ